ရှိဥစွာဘုရားသခင်ရဲ့ကြည်တော်ကိုချီးမွမ်းပါရယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့တင့်ကိုရွေးနှုတ်ဝယ်ယူတော်မူသောယေရှုဖရာဆိုတဲ့ကောင်းစဉ်လေးနဲ့ခေါ်အပ်ပေးတော်မှာဖြစ်ပါရယ်။တက်ကောခန်း6စာပိုက်20မှာသင်တို့သည်အဖိုးနဲ့ဝယ်တော်မူသောသူ ဖြစ်သောကြောင့်ဘုရားသခင်ပိုင်တော်မူသောသင်တို့၏ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်အပြင်ဘုရားသခင်ကိုယ်တော်ကိုထင်ရှားစေကြလော့လို့ ြောတာတွေ့ရတယ်။ဆိုတော့သူကတံပိုးတစ်ခုနဲ့ပေါ့ဝယ်တယ်တဲ့။နော်ဝယ်တဲ့ခါမှာဘုရားသခင်ကအဲ့လူကိုဒုက္ခန္တာကိုနဲ့စိတ်ဝိညာဉ်ကိုလည်းပိုင်သွားတယ်တဲ့။ဒါလိုပြောတာဖြစ်တယ်။နော်အဲ့တော့ဘာဖြစ်လို့တံပိုးနဲ့ဝယ်ရတာလဲ။အဲ့တံပိုးကဘလောက်လဲ။ဒါလေးကိုကျွန်တော်တို့နားလည်ဖို့လိုတယ် ိုက်တံဘွားပါလဲဆိုရင်တော့တော့ကပောက်ချခန်းတစ်စာပိုင်း26မှာဖျားသခင်ကလူကိုဖန်ဆင်းတဲ့ခါမှာငါတို့ပုံတရံတော်နဲ့တညီတရံဒီလူကိုဖန်ဆင်းကြစို့လို့ပြောတယ်အဲ့ဒါကဘာလဲလို့ပြောရင်တော့လူရဲ့ဝိညာဉ်ဖြစ်တယ်အဲ့တော့လူရဲ့ဝိညာဉ်ဟာဖျားသခင်ရဲ့ပုံတရံနဲ့တညီတရံဒီဖြစ်တယ် အဲ့တော့ဘုရားသခင်ကနာဝိညာဉ်ဖြစ်တယ်။ဟောလူကလည်းနာဝိညာဉ်ဖြစ်တယ်။ဆောရတံပိုးနဲ့ဝယ်တယ်လို့ပြောတဲ့ခါမှာအဲ့တံပိုးကလူရဲ့ဝိညာဉ်တံပိုးကဘလောက်ကြီးတယ်လဲဆိုတော့ဘုရားရဲ့တံပိုးနဲ့ညီတယ်ပြောချင်တာဖြစ်တယ်။ဒါဆိုရင်လူကိုရွေးဝယ်ရွေးနှုတ်ဝယ်ယူဖို့အတွက်တံပိုးကပါလဲဆိုရင်တော့ဘုရားရဲ့ အသက်နဲ့အမျှတာမို့ရှိတယ်ဒါလို့ပြောရဖြစ်တယ်အဲ့တော့ဘာဖြစ်လို့ရွေးနှုတ်ဝယ်ယူဖို့လိုသလဲလို့ပြောရင်တော့လူဟာတဲ့နော်သူရဲ့ရဲ့ခြေကျွံဖြစ်တယ်ပြောရတွေ့ရတယ်နော်အဲ့တော့ဒီကျောင်းခန်းရှိစာပိုက်34မှာဒုစရိုက်ကို ပြုတ်တော့သူတို့ဒီဒုစရိုက်ကျုံဖြစ်ကြ යි เนาะတယောက်ခန်းသုံးစာပိုက်၄မှာ ဒုစရိုက်ကိုပြုတ်တော်သူမိဒီကပြညတ်တော်ကိုလွန်ကျွေးဒုစရိုက်ဒီကပြညတ်တော်ကိုလွန်ကျွေးခြင်းဖြစ်တည်းဟောအဲ့တော့ဘုရားသခင်စကားကိုလွန်ကျွေးတဲ့နားမထောင်ဘူးပေါ့အဲ့ဒါဟာဒုစရိုက်ကိုကျစ်တယ်ပြုတ်တဲ့သူဖြစ်တယ်အဲ့တော့အပြစ်ဒုစရိုက်ရှိတယ်ဟောအပြစ်ရဲ့ကြေးကြုံဖြစ်နေတယ်မပြုတ်ပဲမနေနိုင်ဘူးသူပြောချင်တာအဲ့တော့အပြစ်ရဲ့ကြေးကြုံဆိုတော့အပြစ်ကလူကိုနိုင်နေတယ်ပေါ့ ဟိုကျန်းစာအရင်မြစ်ကြည့်မယ်ဆိုရင်တော့သူကတည့်ပင်ဖြစ်လို့တည့်တီးတီးတယ်ပေါ့ဆိုတော့ကလူကအပြစ်သားဖြစ်တော့ကြောင်းအပြစ်ကိုတော်တော်လုံမိနေတယ်အပြစ်မလုံဘဲနေနိုင်တဲ့လူဆိုတော့မရှိဘူးဘာလို့လဲဆိုတော့ရှိပေးတာဖြစ်တယ်ထိနေကြတာပဲရှိတယ်အပြစ်ကရှိနေတာအထဲမှာနော်ရှိနေတာအဲ့တော့လုံးဝမလုံးဝဒုစရိုက်အပြစ်မရှိအောင်ဘယ်သူမှ ထိလို့မရပါဘူး တစ်ချိန်လုံးမွေးကြရနဲ့ထိနိုင်တယ်လို့တရားမရှိပါဘူးအဲ့တော့ဘာဖြစ်လဲအပြစ်ကလူနိုင်နေတာဖြစ်တဲ့အတွက်အပြစ်ရဲ့ခြေကျွန်အပြစ်ခိုင်းတာကိုလှုပ်နေရတာမလှုပ်ချင်လည်းလှုပ်တာကောင်းမှန်းသိတော့လည်းမလှုပ်နိုင်ဘူးမကောင်းမှန်းသိတော့လည်းမရှောင်နိုင်ဘူးဆိုတော့လူကအပြစ်ခြေကျွန်ဖြစ်တဲ့အတွက်ကယ်တင်ဖို့လိုတယ်ဟာအပြစ်ခြေကျွန်ဘွားကနေကယ်တင်ဖို့လိုတယ်ဘာလို့အပြစ်ခြေကျွန်ဖြစ်တော့ကြောင့်ဒီလူဟာနော်တနည်း ူ့ရဲ့ဝိညာဉ်ဟာထာဝရငရဲ့ကြမှာဖြစ်ပါတယ်။ဒါကြောင့်ဒီထာဝရငရဲ့မကြအောင်ဖျားသခင်ကသူ့ရဲ့တံပိုးနဲ့ရွေးနှုတ်ဝယ်ယူရကဲတင်တယ်။ဒါလိုဖျားတာဖြစ်ပါတယ်။အဲ့တော့ရှင်းတော့ကတော့ဂျုံပေါ့ဂျုံစည်းဆိုတာရှိတယ်။ဒါကဒီတမိုင်းကြောင်းကကျန်းစာကလာတာเนาะဂျုံဂျုံမှာလည်းတံပိုးရှိတယ်။အဂျုံစည်းကိုတွားရင်ဂျုံပန်ရှင်တတ်မှတ်တဲ့ဈေးနဲ့ဝယ်မှာ နောက်တစ်ယောက်ကပိုင်တာဖြစ်တယ်။ဆိုကြပါစို့။မောင်ဖြူကကျွန်ဖြစ်တယ်။အဲ့တော့အဲ့ဒါကိုနော်မောင်နီကရောင်းတယ်ပေါ့။အဲ့တော့ဒေါ်လာတသန်းနဲ့သတ်မှတ်ရင်သတ်မှတ်ရင်အဲ့တော့မောင်ဝါကဝယ်ရင်ဘယ်လောက်နဲ့ပဲဝယ်လို့ရလဲဒေါ်လာတသန်းနဲ့ပဲဝယ်လို့ရတယ်။သူ့တန်ဖိုးကိုဒေါ်လာတသန်းနဲ့ဝယ်ပြီးသွားပြင် မောင်ဝါကအဲ့ဒီမောင်ဖြူကိုပိုင်သွားပြီပေါ့ပိုင်သွားတဲ့အခါမှာမောင်ဝါကိုနော်မောင်ဝါကအဲ့ဒီကျွန်မောင်ဖြူကိုနော်သူ့ရဲ့သားအရာမှာမွေးစားတယ်ဆိုရင်မောင်ဖြူကကျွန်ဘောကလွတ်မြောက်သွားတယ်ဒီသဘောရှိတယ်ပေါ့အဲ့ဒါကိုသူကသူကဘယ်လိုခေါ်မလဲကျန်းစာနဲ့နော်ကျွန်အနေနဲ့အပြည့်အကျွန်းဒီလောကရဲ့ဘာလဲမောင်မရဲ့ကျွန်းစာတန်ရဲ့ကျွန်းစသဖြင့် နော်ကျွန်တော်တို့ကိုကျွန်အနေနဲ့အများအားဖော်ပြတာတွေ့ရတယ်များစွာရှိတဲ့ချမ်းပိုက်တယ်ပေါ့နော်အတိတ်ကဘာလဲဆိုတော့ကျွန်တော်လူသားတွေဟာကျွန်အပြည့်အချင်းကျွန်ဖြစ်သောကြောင့်မောင်မိုက်တကူစာရမန်နဲ့ကျွန်ဖြစ်သောကြောင့်နော်ကျွန်တော်ဟာငရဲကြမှာဖြစ်တယ်အဲငရဲမကြဖို့အတွက်ဆိုရင်ဘုရားသခင်ကသူ့ရဲ့တံပိုးနဲ့ဝယ်တယ်ပေါ့အဲတံပိုးကဘာလဲဘုရားသခင်ရဲ့တံပိုးနဲ့ညီတယ်ဘုရားသခင်တရံတော်ဖြစ်တယ် နော်တတန်တိဖန်ဆင်းထားတာဖြစ်တယ်ဆရာကျွန်တော်ကိုရွေးနိုင်တဲ့သူဟာဖရာပဲရှိတယ်။ဘာလို့လဲဖရာတက်နဲ့ကျွန်တော်တက်နဲ့အတူတူပဲတန်ဖိုးကဟုတ်လား။ဒါကြောင့်ဒီနေ့ဓမ္မမစ်ဆွေသင်ဟာလူတွေဘသူကမှတန်ဖိုးမထားရင်လဲဖရာသခင်ကတန်ဖိုးထားတယ်ဘလောက်ထိလဲသူ့ရဲ့အသက်နဲ့နော်တန်ဖိုးထားပါတယ်ညီပါတယ်ပေါ့။ဒါကြောင့်ဒီနေ့ယေရှုခရစ်တော်ကဟာ လူစားတိလာခံယူပြီးတော့မှမတည်နိုင်တဲ့ယေရှုကတည်နိုင်တဲ့ခန္ဓာကိုယူပြီးတော့မှတင့်ကိုသူ့အသက်နဲ့လာ၍နှုတ်ဝယ်ယူတာဖြစ်ပါတယ်အသက်ကိုအသက်နဲ့ဝယ်တာဖြစ်ပါတယ်အဲ့လိုနဲ့တင့်ကိုကဲတင်တာငရဲကဒီလိုပြောတာဖြစ်ပါတယ်ဗောနော်အဲ့တော့ဒီနေ့သူကအဲ့လိုယူဝယ်တဲ့ခါမှာယူဝယ်တဲ့ခါမှာကျွန်တော်တို့က ်ဘယ်ဘွားရောက်သွားတယ်လဲဟာယောမခန်းသုံးဆဘွား20လေးမှာဖြောင်းမတော်သူဖဲဒခင်ရှိမှာနော်ဖြောင်းမတော်သူဖြစ်သွားတယ်ခုနအပြည့်ကြီးကျွန်းငရဲသားဘွားငဲကြမဲ့ဘွားကနေယေရှုကသူ့ရဲ့အသက်အသွေးနဲ့ရွေးနုတ်ပြီးဝယ်ယူလိုက်တယ်အခါမှာယေရှုလက်ထက်ရောက်သွားတဲ့အခါမှာအဲ့လူကဘာဖြစ်သွားလဲဆိုတော့ဖြောင်းမတော်သူအပြစ်သားမဟုတ်တော့ဘူးတဲ့ဘုရားကဘာလဲ အဲ့လူရဲ့အပြစ်တွေအလုံးအတွက်ခံပြီးသွားရင်ဗမာလာရွေးလဲဆိုတော့ကလတိခံသုံးဆဘဆသုံးမှာလောကတိုင်မှာနော်အသက်တွေအသက်ဆုံးပြီးတော့မှလာရွေးနှုတ်ဒါဖြစ်တယ်သူ့အသက်နဲ့လာဝယ်တာဖြစ်တယ်အဲ့လိုဝယ်တဲ့ခါမှာအဲ့ဒီယေရှုကိုမြင့်မြတ်ကယ်တင်ရှင် ဖြစ်တယ်ယေရှုလောကတိုင်မှာအသေးခံတာကျွန်တော်ကျမရဲ့နော်အပြစ်ငဲတဲ့အတွက်အပြစ်ကြီးကျုံကလည်းရွေးနှုတ်ခြင်းဖြစ်တယ်ကယ်တင်ခြင်းဖြစ်တယ်လို့ ယုံကြည်တော်သူဟာယုံကြည်တော်သူဟာဟာရွေးနှုတ်ကြတဲ့ချင်းကိုခံရတယ်ခံရတဲ့တက်တွေက तू ကဘာဖြစ်မလဲဖြောင်းမတော်သူနော်ပြီးရင်ကလတိခံ၃စပိုက်စတုံးမှာတော့ဗာလဲ तू ကပညာတရားချိန်ချင်းကနေရွေးနှုတ်ချင်းခံရတာဖြစ်တယ်ပညာတရားချိန်ချင်းဆိုတာဗာလဲကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်မကောင်းတာလို့ရင် မကောင်းတာဖြစ်မယ် ဆိုရက်ချိန်ချင်းပေါ့အဲ့တော့ကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်ဆိုတော့ကောင်းချီးမင်္ဂလာပေါ့မကောင်းတာလို့ရင်မကောင်းတာဖြစ်မယ်ဆိုတော့ကတော့ပြည့်ညတ်တဲ့ချိန်ချင်းဖြစ်တယ်အဲ့တော့ယေရှုကမကောင်းတာလုပ်ပြီးမကောင်းတာဖြစ်မဲ့တင့်ကိုမကောင်းတာလုပ်ပြီးမဲ့မကောင်းတာမဖြစ်ပဲကောင်းရာရောက်ဖို့လာ၍နှုတ်ဝဲယူရဲသူ့တဲ့နဲ့သူပြောတာဖြစ်ပါတယ်နော်နောက်တစ်ခုကနောက်တစ်ခုက ကိုလတဲ့ခန်းတစ္ဆာပ73မှာကြတော့မောင်မိုက်တကူမှဟာရွေးနှုတ်တယ်မောင်မိုက်တကူဆိုတာကတော့ဒီနေ့စာရမဏ္ဍရဲ့နော်လက်အောက်ထဲမှာကြာရောက်နေတဲ့အမောင်လောကသားဒီလောကကြီးမကောင်းမှုဒုစရိုက်မှာကျင်လည်နေတဲ့ဘဝကနေရွေးနှုတ်လိုက်တာအဲ့မှာ तू မရှိနိုင်တော့ရှိစရာမလိုတော့ဘူးအဲ့နေတော့တဝဲလေလေရောက်စရာအကြောင်းမရှိတော့နော်ရွေးပြီး ရွေးနှုတ်ပြီးတော့မှဝယ်ယူလိုက်ပြီအဲ့ဘွားကလည်းလွတ်မြောက်သွားတယ်။သင်အမောင်ထဲမှာနေစရာချောင်းမရှိတော့။ဒါဖရာရဲ့တကူပဲကိုမလုံနိုင်ဘူးနော်ဝိညာဉ်တော်မှစမှာမပူနဲ့နော်။သင်ယေရှုကိုသင်ရဲ့ဟာလာရွေးနှုတ်ဝယ်ယူတဲ့နော်ဝယ်ယူပြီးကယ်တင်တဲ့ကယ်တင်ရှိဖြစ်တယ်လို့ယူရင်ဖရာရဲ့တကူကသင်ဟုတ်ဟာလာရွေးမှုဟိုဖရာတကူကသင်ဟုတ်ပါပဲလေ။မောင်မိုက်ကလည်းလွတ်မြောက်စေမှာဖြစ်တယ်။ နော်အလင်းကိုပို့มาဖြစ်ပါတယ်နော်နောက်တစ်ခုကတော့ collateral content support ဆလင်းมาကြတော့အပြစ်လွတ်တယ်နော်တဲ့မှာအပြစ်ရှိတယ်ရှင်းပြအဲ့အပြစ်ကိုခွတ်လွတ်တယ်ဘုရားသခင်ရှိတာဆိုတာကအခွင့်အာဏာရှိတယ်ဆိုတာမမေ့ပါနဲ့နော်အပြစ်ကိုစီရင်ပိုင်တယ်အပြစ်ကိုခွတ်လွတ်ပိုင်တယ်တင်းဝင်စီရင်မဲ့အပြစ်တံကိုသူကလက်ဝါးကရမခံပြီးသူ့ဘောမှာသူစီရင်တာဖြစ်တယ်အဲ့ဒါကြောင့်တင်ရအပြစ်ကလွတ်တယ် ယေရှုရဲ့ရွေးနှုတ်ဝေရယူတော်မူသောယေရှုကြောင့်နော်နောက်တစ်ခုကတော့တစ်ပေခံတစ်စာပိုက်78မှာမြင့်စဉ်ပါဆက်ကျင်လေတော့အချင်းနဲ့ကြင်ကြံပြုတ်မှုချင်းကရွေးနှုတ်ဝေရယ်မြင့်စဉ်ပါဆက်နော်ဘောအရှင်လာကြီးနဲ့လှုပ်လာတာမလား။အော်ဘိုးဘဘေပင်ခိုင်ငါတို့နိုင်ငံယဉ်ကျေးမှုငါတို့လူမျိုးယဉ်ကျေးမှုငါတို့ရဲ့ဟာလာအရှင်လာအေးအဲ့ဒီ ကနေလဲပါလဲလွတ်မြောက်ခွင့်ပေးတယ်နော်မလွတ်ရင်အကုသိုလ်ဖြစ်ရနော်အဲ့ဒါတွေကအမင်္ဂလာဖြစ်တယ်ဒါပေမဲ့ယေရှုယုံရင်တော့အဲ့ဒါလွတ်မြောက်တော့အကုသိုလ်မဖြစ်တော့ဘူးနော်ဒီလိုမျိုးပြောတာဖြစ်တယ်နောက်တစ်ခုကတော့နော်တားအရာမှာချိမြောက်တယ်နော်ယောဟန်ခန့်တက်ဆပိုင်စနစ်မှာတားအရာအပြစ်ကြီးကြံဘွားကနေငရဲ့ကြမဲ့ဘွားကနေဘာဖြစ်လဲတားဖြစ်ခွင့်ပေးတယ် နော်ယေရှုကသင်ကိုရွေးနှုတ်ခဲ့တယ်။သူ့ရဲ့အသက်တန်ဖိုးနဲ့နော်သင်တန်ဖိုးထပ်ပြီးတော့ရွေးနှုတ်တယ်။ဟေဘခံကိုစာပိုက်ဆနစ်မှာတော့ငါတို့အဖို့ထာဝရရွေးနှုတ်ခြင်းကျေးဇူးပြုတယ်။ထာဝရရွေးတာဖြစ်တယ်။ခုနပြောသမျှအရာအလုံးကထာဝရဟောနော်ထာဝရခဏမဟုတ်ဘူး။အော်ပြန်ပြတ်သွားတာမျိုးမဟုတ်ဘူး။ဘုရားသခင်ကရေးထားတဲ့ဟာဘာနဲ့မှဖြတ်လို့မရတဲ့လိုမျိုးနော်ဘုရားသခင်လုပ်တဲ့အရာကိုဘယ်သူကမှ ပြတ်တော့လွတ်လို့မရသလိုမျိုးပဲအဲ့တော့တင့်ကိုဟာလာရွေးနှုတ်เนาะဝယ်ယူတော်မူသောယေရှုရဲ့ခြေဆုကြောင့်တင့်ဟာအဲ့ရွေးနှုတ်ဝယ်တော်မူခြင်းဟာထာဝရတည်မြဲပါတယ်ဒီလိုပြောတာဖြစ်ပါတယ်ဒါကြောင့်ဒါလေးတွေသိပြီးတော့မှဒီနေ့ဟိုပရမဇုန်ချမ်ပိုင်မှာကျွန်တော်တောင်းဆိုတဲ့အတိုင်းပဲကျွန်တော်ရဲ့ကိုယ်ခန္ဓာစိတ်ဝိညာဉ်ဒီဘုရားသခင်က သူ့ရဲ့တပါးတည်းတော်သားတော် ရဲ့အသက်အသွေးနဲ့ရွေးနှုတ်ဝယ်ယူထားတာဝယ်ယူပြီးကဲတင်ထားတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကိုပိုင်တဲ့ဘုရားသခင်ဖြစ်တယ်ကျွန်တော်တို့ကိုကျွန်တော်မပိုင်ဘူးဖြစ်တဲ့အတွက်ကိုယ့်အလူဆန္ဒအတိုင်းအသက်မရှင်ပါနဲ့တင့်လူဆန္ဒအတိုင်းအသက်မရှင်ပါနဲ့ဘုရားသခင်အလူဆန္ဒတင့်ထဲမှာရှိတဲ့တန်ရှင်တော်ဝိညာဉ်တော်ရဲ့တုန်တင်လမ်းပြအုပ်စိုးမှုကိုအပြည့်အဝခံယူပြီးတော့မှအသက်ရှင်ပါအဲ့ဒါဆိုရင်တော့တင်ရဖြင့်ဘုရားသခင်ဘုန်းတော်ထင်ရှားမယ် ဒါဆိုတော့အသင်ပေါ်မှာဘုရားသခင်အလိုတော်ပြုဆောင်မယ်ပြောချင်တာဖြစ်ပါတယ်ကျွန်တော်အားလုံးဘုရားသခင်ထူကောင်းချီးပေးပါစေအာမင်